ဒီမွေးနေ့မှာဖယားတော့ကြောင်တပါဒီမွေးနေ့မှာလာဆုံးမဲမဲနနာလို့ကျွန်တော်ရကောဝဲပြီးမင်းရမွေးနေ့မှာအစံဖန်ကအပင်နောက်ဆင်းနေကြတဲ့ပရိသတ်တွေအားလုံးပဲမြင်လာမှလည်းခင်ပါရှင်ပရိသတ်များအားလုံးကမတရားနည်းဆိုတဲ့အစီအစဉ်ကိုတင်ဆက်ပြရမှာဖြစ်ပါရှင် သစဉ်ပရိသတ်များရှင့်မတ်တရားနေစီစဉ်ရဲ့မင်းနစ်ဆူတောင်းစီစဉ်လေးကနေပြီးတော့ဒီနေ့ပထမအဦးဆုံးအနေနဲ့မင်းနစ်ဆူတောင်းပေးရမယ့်မင်းနစ်ရှင်လေးကတော့ရန်ကုန်မှာနေတဲ့မောင်လေးစင်မင်းထက်ရဲ့မင်းနစ်အတွက်ပဲဖြစ်ပါတယ်။ရန်ကုန်မှာနေတဲ့မောင်လေးစင်မင်းထက်ရဲ့26နှစ်ပြည့်မင်းနစ်အတွက်ကိုတော့မူဆယ်မှာနေတဲ့မမထထဝင်းနဲ့မမသိန်းသူတို့ကနေပြီးတော့ပအဝင်ဆူတောင်းပေးလာပဲဖြစ်ပါရှင်။ ဆက်လက်ပြီးတော့လည်းဆူတောင်းပြရအောင်မယ်မွေးနေ့ရှင်ရှိပါသေးတယ်။သူကတော့ပသိမ်မျိုးနဲ့ဒူးမျိုးနဲ့ဥပရိအရာရှိဒေါ်တနာထွေးပဲဖြစ်ပါတယ်။ဒေါ်တနာထွေးရဲ့32နှစ်ပြည့်မွေးနေ့အတွက်ကိုတော့ပသိမ်မျိုးနဲ့ဥပရိရှုံးမှာ NDA အောင်အမအထွေးလေးနဲ့ညီမလေးအနှင်းလေးတို့ကနေပြီးတော့ပါဝင်ဆူတောင်းပေးလာမှာပဲဖြစ်ပါရှင်။ ဒေါသနာထွေးရဲ့မွေးနေ့အတွက်ကိုစကားလက်ဆောင်လေးနဲ့ပါထားပါသေးတယ်။စကားလက်ဆောင်လေးကတော့မွေးနေ့ရံမြမဆာ၍ပျော်ရွှင်ပါစေ။မိဘကိုတီးတက်တဲ့သမီးအလေးမလေးဖြစ်ပါစေ။အလောက်ကင်စင်ပြေပါစေဆိုပြီးတော့စကားလက်ဆောင်လေးပါထားပါပဲဖြစ်ပါရှင်။ ရသများရှင်ဒီတစ်ခါမှာဆက်လက်ပြီးတော့မွေးနေ့ဆူတောင်းပေးရအောင်မယ်မွေးနေ့ရှင်လေးကတော့တောင်ကြီးမာနေတဲ့တူမလေးတထားခင်အတွက်ပဲဖြစ်ပါတယ်။တောင်ကြီးမာနေတဲ့တူမလေးတထားခင်ရဲ့15နှစ်ပြည့်မွေးနေ့အတွက်ကိုတော့တောင်ကြီးမာနေတဲ့ဦးအကာမင်းထင်ကပါဝင်ဆူတောင်းပေးလာပဲဖြစ်ပါတယ်ရှင်။တစည်းဖန်ရဲ့ပရိသတ်တွေအားလုံးကိုမတရားနေ့စီစဉ်ရဲ့ချက်ချင်းစီစဉ်ကားနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ ရိသတ်များရှင်ဒီနေ့ရဲ့မတရားနေစီစဉ်ရဲ့ချက်ချင်းစီစဉ်လေးမှပါဝင်လာတဲ့သူတွေကပြုံးလေးမှနေတဲ့ကိုမင်းမင်းနဲ့မက်ခင်ဆန်းဝေတို့ပဲဖြစ်ပါတယ်။သူတို့ကတော့ပြုံးလေးမှနေတဲ့ကိုစင်မင်းကျော်နဲ့မက်အင်ထွေချမ်းမြေတို့ရဲ့မင်္ဂလာတက်တန်းနှစ်နှစ်ပြည့်အတွက်ကိုပါဝင်တောင်းဆိုပေးလာပါပဲဖြစ်ပါတယ်ရှင်။ က်ပြီးတော့လည်းမတရားနှင်းစီစဉ်ရဲ့ချက်ချင်းစီစဉ်လေးမှာပါဝင်လာတဲ့သူတွေကတော့ဘကိုးကကိုကိုလေးနဲ့တင်ဆောင်နေလို့ပဲဖြစ်ပါတယ်။သူတို့ကတော့ဘကိုးမှနေတဲ့ကိုတက်ပိုင်ဦးနဲ့မခင်ဆန္ဒတို့ရဲ့ချစ်သူတက်တန်၃နှစ်ပြည့်အတွက်ကိုပါဝင်တောင်းဆိုပေးလာပဲဖြစ်ပါတယ်ရှင်။ တစံဖန်ပြည်သက်များရှင်မတရားနေစီစဉ်ကိုတော့ချွာတင်ဆက်ပေးခဲ့အောင်ဖြစ်ပါတယ်။ပြည်သက်ကြီးကမတရားနေစီစဉ်ကနေပြီးတော့ငွေနေရှင်နေနဲ့အတူတူစစ်သူဆုံးတဲ့မင်္ဂလာစနေမောင်နဲ့နေအားလုံးအတွက်ကိုစုမုံစကားလေးတွေတောင်းပေးခြင်းနေဆိုရင်တော့တစံဖန်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့09336391639ကိုနေ့စဉ်နေ့လယ်7:00နာရီကနေ12:00နာရီအထိမှမိမိတောင်းဆိုပေးခြင်းနဲ့နေ့ရက်မတိုင်ခင်3ရက်ကြိုတင်ပြီးတော့တောင်းဆိုပေးရမှာဖြစ်ပါတယ်။တစံဖန်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့09336391639နေအတူတူတစံဖန်အနာတိမ်မဲ့ YouTube channel ထဲမှာလည်းကောင်းမလေးနဲ့အတူပါဝင်တောင်းဆိုနိုင်ပါတယ်ဆိုတာအသိပေးရင်းနဲ့ပရိသတ်တွေအားလုံးကိုဒီနေ့အမတ်တရားနေ့စီစဉ်ကနေနှုတ်ဆက်လိုက်ပါရှင်။